ဟယ်လိုအားလုံးပဲမင်္ဂလာညချမ်းလေးပါချန်ပီယံလိပွဲစဉ်ပြီးသွားတော့ကျွန်တော်လီဗာပူးအသင်းအနေနဲ့ပရီးမီးယားလိဘတ်ကိုပြန်ပြီးတော့အာယုံဆိုင်ရမယ့်ပွဲစဉ်တစ်ပွဲပရီးမီးယားလိပွဲစဉ်ကိုဘရန်ဖို့အသင်းနဲ့လီဗာပူးအသင်းရဲ့ပွဲစဉ်အကြောင်းလေးကိုဒီဗီဒီယိုလေးမှာဆွေးနွေးပေးကြည့်ပါရခင်ဗျာဆိုတော့ဒီပွဲစဉ်ကတော့ဘရန်ဖို့အသင်းရဲ့အိမ်ခွင်း Community Stadium မှာတနင်္ဂနွေနေ့မနက်တနားရီခွဲမှာရှင်ပြန်ကစားသွားမှာလေဖြစ်ပါတယ်ဆိုတော့ကျွန်တော်လီဗာပူးအသင်းကတော့၄ပွဲဆက်ရှုံးပွဲဆက်မှုကို ချန်ပီယံလိပွဲစဉ်မှာဒါဖရန့်ဘက်အိမ်ကွင်းမှာဂိုးပြတ်နိုင်ပွဲနဲ့အတူရပ်တန့်ပြီးတော့နိုင်ပွဲပြန်ရခဲ့တယ်ဆိုတော့အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်လည်းကစားသမားတွေရဲ့ position အပြောင်းလဲလေးတွေကစားကွက်ပိုင်းဆိုင်ရာအပြောင်းလဲလေးတွေနဲ့အတူ Liverpool အသင်းကဒါနိုင်ပွဲရရှိခဲ့တယ်ဆိုတော့အသင်းအနေနဲ့ဖိအားတွေအောက်ကအနှင်းငယ်တော့လွတ်မြောက်သွားခဲ့ပြီဒီပြအနေစလော့အနေနဲ့လည်း front back အသင်းကိုအနိုင်ရရှိခဲ့တာဖြစ်တဲ့အတွက်သူ့ရဲ့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာသူ့ရဲ့ knee sniff ပိုင်း adjustment လုပ်မှုလေးတွေက တိတာပြီးတော့ရလပိုင်းကောင်းမွန်ခဲ့တာကြောင့် PR တွေအနည်းငယ်တော့ယော့သွားပြီတိုးပေမဲ့လည်း Premier League ပွဲစဉ်ကပို့ပြီးတော့အအောင် site နဲ့ပွဲစဉ်အရေးကြီးတဲ့ပွဲစဉ်ရှေ့မှာကျွန်တော်တို့က Premier League ပွဲစဉ်၃ပွဲစားနိုင်ပွဲပျောက်ဆုံးထားတယ်လက်ရှိမှာဆိုလို့ရှိရင်လည်း Premier League ပွဲစဉ်၈ကစားပြီးထားတဲ့အချိန်မှာအမှတ်ပေးစရာမှာဆိုလို့ရှိရင်တော့အဆင့်၄နေရာမှာရပ်တည်နေတယ် Arsenal အသင်းနဲ့ဆိုလို့ရှိရင်တော့ရမှတ်အားဖြင့်ဒါ၄မှတ်ထိကွာဟနေပြီလေဖြစ်ပါတယ်ဒါကြောင့်လည်း Brentford အသင်းနဲ့ကစားမဲ့ပွဲစဉ်က Liverpool အသင်းအတော်တည်ကြလို့တော့ မရတဲ့ပွဲစဉ်ရမှတ်ဆုံးရှုံးလို့မရတဲ့ပွဲစဉ်တကယ်လို့သာရမှတ်ဆုံးရှုံးခဲ့မယ်ဆိုလို့ရှိရင်တော့အာဆနယ်အသင်းရဲ့ရမှတ်ကွာဟမှုကပိုပြီးတော့များသွားမယ့်အနေအထားမျိုးရမှတ်6မှတ်လောက်ကွာဟသွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါ title race ထဲမှာဆက်ရှိပါအောင်မလားဆိုတဲ့အနေအထားမျိုးလေးညီနေစိုးရင်ပေါ်ရအခြေအနေမှာရှိတယ်။ဒါကြောင့်အဝေးကွင်းပွဲစဉ်တပွဲဖြစ်ပေမဲ့လည်းဒီပွဲစဉ်ကတော့ Liverpool အသင်းအနေနဲ့ဒါ Premier League နိုင်ပွဲပြန်ရှာရမယ့်ပွဲစဉ်နောက်ထပ်ယုံကြည်မှုတိဆောက်ပြီးတော့ နိုင်ပွဲရယူရမယ့်ပွဲစဉ်လို့ပြောရမှာလည်းဖြစ်ပါတယ်ဆိုတော့ Brandford အသင်းကလည်းမာကျော်တဲ့အသင်းတစ်သင်းပဲ ကျွန်တော်တို့ပြီးခဲ့တဲ့ရာသီကတွေးဆမှုမှာဆိုလို့ရှိရင်တော့ဒါဝင်နူနက်စ်ရဲ့ twin goal တွေနောက်ကျ twin goal တွေနဲ့ဒါ2-0ဆိုတဲ့ရလတ်မျိုးနဲ့ Brentford တင်းရဲ့အင်ကွေးမှာအနိုင်ရရှိခဲ့တယ်။ဆိုတော့မိနစ်60အတွင်းမှာတော့ဒါရုန်းကန်ခဲ့ရတာမျိုးလေးတွေရှိတယ်။ဆိုတော့နောက်ဆုံးကစားခဲ့တဲ့ recent form တွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်း Brentford ကနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာ Watson ကို2-0ဆိုတဲ့ရလတ်မျိုးနဲ့အနိုင်ရရှိခဲ့တယ်။ပြီးတော့ United ကို3-1ဆိုတဲ့ရလတ်မျိုးနဲ့အင်ကွေးမှာအနိုင်ရရှိခဲ့တယ်။ Manchester City အသင်းဆိုလို့ရှိရင်လည်းအဝေးကွင်းကနေပြီးတော့ Community Stadium မှာ1-0ဆိုတဲ့ရလတ်မျိုးနဲ့ခက်ခက်ခဲခဲကစားခဲ့ရတာဖြစ်တဲ့အတွက်ကို ဒီပွဲစဉ်ကလီဗာပူးအသင်းအတွက်လည်းခက်ခဲမဲ့ပွဲစဉ်တစ်ပွဲနောက်ထပ်စိန်ခေါ်မှုတွေနဲ့ကစားမဲ့ပွဲစဉ်တစ်ပွဲလို့ပြောရမှာလည်းဖြစ်ပါတယ်ပြီးတော့ဒီပွဲစဉ်ရဲ့ထူးခြားချက်အနေနဲ့ကတော့ကျွန်တော်တို့လီဗာပူးအသင်းရဲ့ကစားသမားဟောင်းတွေကိုဒီပွဲစဉ်မှာပြန်လည်ရင်ဆိုင်ရမှာလည်းဖြစ်ပါတယ်ကိုသမားကလေဟာကျွန်တော်တို့ရဲ့အရင်တုန်းကအသင်းကောင်းဆောင်ကြီး Jordan Henderson အာကာဗက်ဟိုအပြင် နောက်ခံကစားသမားလေး Van der Vaart ကိုလည်းဒီပွဲစဉ်မှာမြင်တွေ့ရမလားဒီပွဲစဉ်ကစိတ်လှုပ်ရှားဖို့ကောင်းတဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်ပါတယ်ဆိုတော့ဒီပွဲစဉ်ကိုလွဲချော်နိုင်ဖို့ရှိတဲ့ကျွန်တော်တို့ Liverpool အသင်းရဲ့ injury ကစားသမားလေးတွေကိုအရင်ဆုံးပြောပြပေးကြပါတယ်ပြီးခဲ့တဲ့ front back တင်းတဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့ frame bound နဲ့ lesson isac ကတော့ injury ရရှိခဲ့တာမျိုးရှိတယ်ဆိုတော့ prep conference မှာဒီပြ anislo ရဲ့ပြောပုံအရဆိုလို့ရှိရင်တော့ lesson isac ရဲ့ injury ကတော့အရင်မပြင်းထန်တဲ့အတော့အနိကစောင့်ကြည့်မှုတွေပြုလုပ်ဖို့တော့ရှိနေသေးတယ်။ဒါကြောင့်ဒီပွဲစဉ်ကိုတော့လွဲချော်နိုင်ဖို့တော့များတယ်။ပြီးတော့ frame bound frame bound ကလည်းဒီပွဲစဉ်ကိုကျင်းတဲ့ပေါက်လွဲချော်သွားမှာဖြစ်ပြီးတော့နီပြအနီစလော့ရဲ့ပြောပုံအရဆိုလို့ရှိရင်တော့လာမယ့်တပတ်လောက်အထိ ဒါအနားယူဖို့လိုအပ်နေသေးတယ်လို့တော့သိရပါတယ်ပြီးတော့ lesson back guy injury ကလည်းအဲတတပြောက်ကင်းသွားပြီဆိုပေမဲ့လည်း recovery process တွေလုပ်ဖို့ရှိနေတာဖြစ်တဲ့အတွက်ဒီပွဲစဉ်ကိုကျင်းသိပအောင်လွှဲချော်သွားမှာလည်းဖြစ်ပါတယ်ပြီးတော့ grandpa bash grandpa bash ရဲ့ injury ကလည်းတိုးတက်မှုတွေရှိတယ်အရင်မပြင်းထန်ဘူးဆိုရင်လည်းဒီပွဲစဉ်ကိုတော့ကျင်းသေးပေါက်လွဲချော်သွားဖို့တော့ရှိနေပါတယ်။ဒါကြောင့်လည်းဒီပွဲစဉ်မှာကျွန်တော်တို့အသင်းရဲ့ line up ကစိတ်ဝင်စားဖို့ကောင်းတယ်။ front back အသင်းရဲ့ပွဲစဉ်က line up အတိုင်းပဲကျွန်တော်တို့ပြန်ထွက်လာမလား။ဒါမှမဟုတ် အရင်ကစားနေကြဖြစ်တဲ့4231ဆိုတဲ့ကစားပုံမျိုးနဲ့ပဲဒါ brand 4အတင်းကိုရင်ဆိုင်သွားမလားဒါလေးကတော့စိတ်လှုပ်ရှားဖို့ကောင်းတယ်နောက်ထပ်ကတော့မူဆလာအနေနဲ့ဒီပွဲစဉ်မှာပွဲထွက်ကစားသမားစင်းမှာပါလာမလားသို့မဟုတ် front back အတင်းနဲ့ပွဲစဉ်ကားလိုမျိုးနီးပြအနီ slot အနေနဲ့အရင်ကစားသမားအဖြစ်နဲ့သာအသုံးပြုလာမလားဒါလေးကလည်း Liverpool fan တွေရဲ့ကြားထဲမှာစိတ်ဝင်စားဖို့ရပါတော့စောင့်ကြည့်ကြင်စရာကောင်းတဲ့အကြောင်းအရာလေးတခုဖြစ်နေတယ်ဆိုတော့ Mo Salah ကတော့လုံးဝအကျွေးမဲ့ပြောစရာမလိုဘူးကျွန်တော်တို့ Liverpool အသင်းရဲ့အဓိကစီနီယာကစားသမားလေးဖြစ်တယ် ကျွန်တော်တို့လီဗာပူးအသင်းရဲ့ဒါလက်ဂျန်ကစားသမားအဖြစ်လည်းသတ်မှတ်လို့ရတယ်။တိုးတော့လက်ရှိမှာမိုဆာလာရဲ့အသက်အရွယ်ပိုင်းခြားတစ်ခုရောက်လာတာဖြစ်တဲ့အတွက်ကိုသူ့အနေနဲ့ရုန်းကန်နေရတာမျိုးလေးရှိတယ်။ဒါတစ်ဖက်နောက်တန်းလေးကိုဖြတ်ကျော်မှုအပိုင်းလေးတွေမှာအားနေလာတာမျိုးလေးတွေအကိုပေါပျောက်ဆုံးလာတာမျိုးလေးနဲ့သူ့ရဲ့အကောင်းဆုံးဖောင်မရတာမျိုးလေးတွေအကြောင်းပေါ့နော်။မိုဆာလာအနေနဲ့လက်ရှိဒီယာစီမှာတော့ရုန်းကန်နေရတာမျိုးလေးရှိတယ်။တိုးတော့လည်းမိုဆာလာရဲ့ဒီယာစီဆွမ်းဆောင်ရည်ကြည့်မယ်ဆိုလို့ရှင်တော့ကျွန်တော်လက်ခံပေးလို့ရတယ်။ ရှစ်ပွဲကစားပြီးထားတဲ့အချိန်မှာဒါပရီးမီးယားလိမှာပဲနှစ်ဂိုးသွင်းယူထားတယ်ဂိုးဖန်တီးမှုနှစ်ချိန်ပြုလုပ်ထားတယ်ဆိုတော့မိုဆာလာစီကတော့ကျွန်တော်တို့အများကြီးတွင်းကူကြီးမျောလင့်ကျင်တာမျိုးရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဒါလူသားဆန်စွာနဲ့မိုဆာလာကိုနားလည်ပေးရမယ့်အပိုင်းလေးတွေရှိတယ်ဆိုတော့နီပြအနစ်စလောကလည်းဒါမိုဆာလာဒီကစားသမားကောင်းတူဖြစ်တယ်ကျွန်တော်လစ်ဗာပူးအသင်းရဲ့တိုက်စစ်ကိုဥဆောင်နေစေစီနီယာကစားသမားတူဖြစ်တယ်သို့တော်လည်းပွဲထွက်ခွင့်အတွက်ကြတော့မူဆာလာမမဟုတ်ဘူးပေါ့နော်အသင်းမှာရှိတဲ့ကစားသမားကောင်းနေများနေတာဖြစ်တဲ့အတွက်ကိုလိုင်ယွန်ညီထွေစွာနဲ့ ကစားသမားတွေကိုအသုံးပြုသွားမယ်ဆိုတဲ့ဟာမျိုးလေးကတော့ဒါနည်းပြအနေဆိုလို့အနေနဲ့ပြောကြသွားတာမျိုးရှိတယ်အဓိကအသင်းရဲ့နိုင်ပွဲရလက်ကအရေးကြီးရဆိုတဲ့ပုံစံမျိုးဆိုတဲ့အနေထားလေးမှာဒါမိုဆာလာကိုပေါ့နော်အမြဲတမ်းကြီးတော့ကျွန်တော်တို့လာမယ့်ပွဲစဉ်တွေမှာပိုးထက်ကစားသမားအဖြစ်မြင်တွေ့ရဖို့တော့ခက်ခဲဦးမယ်လို့တော့ကျွန်တော်တို့ထင်တယ်ဆိုတော့ကျွန်တော်တို့ဖြစ်နိုင်မှုကလိုင်းနက်လေးတွေကိုတစ်ချက်ကြည့်အောင်ဆိုတော့ Brentford အသင်းရဲ့လိုင်းနက်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ Brentford အသင်းကတော့ဒါ352ဆိုတဲ့ကစားကွက်မျိုးနဲ့ Liverpool အသင်းကိုအိမ်ခွင်းမှာယင်းဆိုင်လာနိုင်ပွဲရှိတယ် ကုသမားအစပြောရမယ်ဆိုလို့ရှိရင်တော့ကလေဟာလေးပွဲထွက်လာဖို့ရှိတယ်ကျွန်တော်တို့လီဗာပူးအသင်းနဲ့ပြန်လည်ရင်ဆိုင်ရမယ်ပွဲစဉ်မှာပေါ့နော်နောက်ခါလို့3ဘက်မှာဆိုလို့ရှိရင်လည်းကစားသမားဟောင်းတူဦးဖြစ်တဲ့ဒါ Van der Vat Colin နဲ့အာဂျာရုပွဲထွက်လာနိုင်မှုရှိတယ်ကွင်းလက်လူတွေနေရာမှာဆိုလို့ရှိရင်တော့ဒါ Dumpster ဂျော်ကြီးပေါ့နော်အသင်းကောင်းဆုံးဂျော်ကြီးပွဲထွက်လာဖို့ရှိတယ်ဝင်းပတ်တီမာကတော့ Kayodi နဲ့ Louis Porter ပွဲထွက်လာဖို့ရှိပါတယ်အဲ့စစ်ပိုင်းမှာကတော့ Shane နဲ့တိရကူပွဲထွက်လာနိုင်မှုရှိပါတယ်ဆိုတော့ Brandford အသင်းကလည်း MP မိုးလူကစားသမားကိုလက်လွတ်ထားရပေမဲ့လည်းတိုက်စစ်ပိုင်းကအားနည်းသွားတာမျိုးမဟုတ်ဘဲနဲ့တကယ်ကိုကောင်းမွန်တဲ့ဖောင်တွေကိုပြသထားနိုင်လို့ပဲနောက်ဆုံးကစားခဲ့တဲ့ Brentford တင်းရဲ့ပွဲစဉ်တွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့ပွဲစဉ်တိုင်းနှီးပါးမှာ Golden United မျိုးရှိတယ် City ပွဲစဉ်ကလွဲလို့ပြီးတော့ Brentford တင်းရဲ့ DRD ဒါအင်္ဂွင်းမှာကစားခဲ့တဲ့၄ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့၂ပွဲအထိအနိုင်ရရှိပြီးတော့တပွဲတည်ကြပြီးတပွဲပဲရှုံးထားတာဖြစ်တဲ့အတွက်ကို Community Stadium မှာ Brentford ဒီရလက်ပိုင်းကောင်းတယ်တကယ်ကိုမှာကြောတဲ့အသင်းဖြစ်ရှိနေတယ်လို့ ြောရမှာလည်းဖြစ်ပါတယ်။စောင့်ကြည့်ရမယ့်ကစားသမားတွေကတော့အဓိကကျွန်တော်တို့ Liverpool တင်းရဲ့ကစားသမားတွေဟောင်းနေဖြစ်တယ်ပေါ့နော်။ဒါကွင်းလယ်ပိုင်းမှာဆိုလို့ရှိရင်တော့ Jordan Henderson ရဲ့လှုပ်အားနှုန်းပြီးရင် Tyson Bay ကဒတိယကူစောင့်ကြည့်ခြင်းစရာကောင်းတယ်။ပြီးတော့ Brentford တင်းမှာ Leicester ပြနေတဲ့ Claire Harley တို့ကတော့ဒီပွဲစဉ်မှာစောင့်ကြည့်ခြင်းစရာကောင်းတဲ့ကစားသမားအဖြစ်ရှိနေပါတယ်။ Okay ဆိုတော့ကျွန်တော်တို့ Liverpool တင်းကျွန်တော်တို့ Liverpool တင်းကပြီးခဲ့တဲ့ပွဲစဉ်မှာတော့ဒါစာရွက်ပေါ်ကကစားကွက်အရာဆိုလို့ရှိရင်တော့442ပုံစံမျိုးနဲ့ကစားသွားတယ်။ Tyson Bay မှာ Isan နဲ့ Ikitiki ကိုတုံးသွားတာမျိုးလေးရှိတယ်။ Mosala ကို line up အောက်ပြီးတော့ တစ်ဖက်မှာ Florian Vance နဲ့ Cody Gakpo ကိုတုံးသွားတာမျိုးလေးတွေရှိတယ်။ဆိုတော့ဒီနေ့ပွဲစဉ်မှာတော့ပြီးခဲ့တဲ့ပွဲစဉ်ကအတိုင်းပဲ442နဲ့ထွက်လာမလား။သို့မဟုတ်လက္ခဏာအိဆက်မပါဝင်နိုင်ဘူးဆိုလို့ရှိရင်တော့အရင်ကစားပုံမျိုးဖြစ်တဲ့4231ဆိုတဲ့ပုံစံမျိုးနဲ့ပွဲထွက်လာမလား။ striker နေရာမှာ ikitiki ပဲအထောင်တိုက်စစ်မှုဖြစ်ပွဲထွက်လာဖို့ရှိတယ်။ဒါကြောင့်လည်းကျွန်တော်ထင်ပါတယ်တကယ်လို့သာ isam မပါဝင်နိုင်ဘူးဆိုလို့ရှိရင်တော့4231ဆိုတဲ့ကစားပုံမျိုးနဲ့ပွဲထွက်လာနိုင်မှုပဲရှိတယ်။ကျွန်တော်အရင်ကကစားတဲ့ပုံစံမျိုးပေါ့နော်။ဆိုတော့ strike ကနေရာမှာကတော့ ikitiki လေးပေါ်ထွက်လာဖို့ရှိတယ်။တောင်ပိုင်းတစ်ဖက်မှာဆိုလို့ရှိရင်လည်းဖြစ်နိုင်မွေရပြထားတဲ့ line down မှာဆိုလို့ရှိရင်တော့ဘယ်ချမ်းမှာကိုရီကပူညာချမ်းမှာကတော့ Musa La ကိုပြထားတယ်။ဆိုလိုတဲ့သဘောကတော့ဒါ senior အသမတူဖြစ်တဲ့အတွက်ကိုဒီပွဲစဉ်မှာ Musa La ကိုအဲပြီးခဲ့တဲ့ Champions League ပွဲစဉ်မှာတော့ line down အောက်ခဲ့တယ်ဆိုပေမဲ့ဒီပွဲစဉ်မှာတော့နီးပြအာနီစလိုအနေနဲ့ Musa La ကိုပွဲစားတွေကတုံးလာနိုင်ပွဲရှိပါတယ်။ နံပါတ်3နေရာမှာတော့ Florian Vass Florian Vass ကလည်း PR တွေအနည်းငယ်ရော့သွားပြီလို့ပြောရမှာလည်းဖြစ်ပါတယ်ပြီးခဲ့တဲ့ပွဲစဉ်မှာ Go Fan Demon နှစ်ကြိမ်ပြုတ်လုထားနိုင်တယ်ဆိုတော့ဒီပွဲစဉ်မှာလည်း Florian Vass အနေနဲ့အသားကျလာပြီလားကောင်းမွန်တဲ့ခြေစွမ်းတွေကိုဒီပွဲစဉ်မှာထပ်ပြီးတော့မြင်အောင်မလားဒါလေးကလည်းစိတ်လှုပ်ရှားဖို့ကောင်းပါတယ်ကိုယ့်ရဲ့လူနေနေရာမှာကတော့ Number 0ရိုးနေရာမှာကတ်တကြုံပွဲထွက်လာပြီးတော့တစ်ဖက်မှာ Marker ရောပြထားပါတယ် gravity ကဒီပွဲစဉ်ကိုကျင်းတည်ပေါက်လွှဲချဖို့ရှိနေတဲ့အနေအထားမှာပေါ့နော်ဆိုတော့ကတ်တဂျုံကိုလည်းချီကျူးရမှာပါပြီးခဲ့တဲ့ front back အသင်းရဲ့ပွဲစဉ်မှာ sumo slide နဲ့ကတ်တဂျုံဒီအတွဲဖက်ညီစွာ လီဗာပူးအသင်းရဲ့ကွင်းလယ်တကြောကိုဒါထိန်းချောင်းပြီးတော့ဥဆောင်နေတာမျိုးရှိတယ်ဆိုတော့ကတ်တကြောအနေနဲ့ကလည်းပွဲထွက်ခွင့်အတော်ထိုက်တန်တဲ့ကစားသမားအဖြစ်ရှိနေပါတယ်နောက်ခလူလျောင်းနေရာမှာဆိုလို့ရှိရင်တော့ဖူဘတ်ဒီမာကဒီပွဲစဉ်မှာရိုဘိုကိုပဲတုံးစီခြင်းတယ်ကျွန်တော်ကတော့လက်ရှိမှာတော့ပြထားတဲ့ line တွေကကာရတ်စ်လေးကိုပြထားတယ်စနပ်ဘက်မှာကတော့အပြောင်းလဲမရှိ virgin နဲ့ kunate ပွဲထွက်လာဖို့ရှိပါတယ်တစ်ဖက်မှာကတော့ဆိုဖိုကိုပြန်ပြီးတော့ဖူဘတ်မှာတုံးလာနိုင်ပွဲရှိတယ်ဘာဖြစ်လို့ဆိုတော့ခနာဘရက်လီအနေနဲ့ကလည်းအကောင်းဆုံးဖောင်မရသေးတဲ့အနေထားမျိုး ဖရင်ပေါင်အနေနဲ့လည်း injury ကြောင့်ဒီပွဲစဉ်ကိုလွဲချော်မှာဖြစ်တဲ့အတွက်ဆိုဘိုကိုဖူးဘက်မှာပြန်ပြီးတော့အသုံးတော်ခံခိုင်းမလားပြီးခဲ့တဲ့ပွဲစဉ်မှာလည်းကျွန်တော်ပြောခဲ့သလိုပေါ့နော်ဆိုဘိုကကျွန်တော်လစ်ဗာပူးအသင်းအတွက်ဒါလုံးဝမရှိမဖြစ်ကစားသမားနီပြအာနီစလော့ရဲ့ဂျိုကာလစ်ဗာပူးအသင်းရဲ့ကွင်းလဲအပြင်ပေါ့နော်ကြာနေရမှာကစားတဲ့အချိန်နေမှာအသင်းကိုဥဆောင်နိုင်တဲ့ကစားသမားစတီဗင်ဂျရက်အဖြစ်တောင်မှကျွန်တော်တို့ဒါမြင်အောင်ပါတယ်ပြီးခဲ့တဲ့ front back အသင်းနဲ့ပေါ်စင်မှာသူ့ရဲ့လှုပ်အားနှုံးနေအရာပေါ့နော်ရှေ့လေနောက်တကွင်းလုံးမှာ ဟိမမှာဆိုလို့ရှိရင်တော့ Super Slime ရဲ့ခြေရာတွေပဲလို့ပြောရမှာလည်းဖြစ်ပါတယ်။ဒါကြောင့်လည်းဒီပွဲစဉ်မှာတော့ Super ဖူးပတ်နေရာမှာအသုံးပြုလာနိုင်ပွဲရှိပါတယ်။ဒါကတော့ဖြစ်နိုင်ပွဲရာ line နဲ့အပြောင်းလဲလဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်။တကယ်လို့ Alexander Isak က injury ကတက်တာလာခဲ့မယ်ဆိုလို့ရှိရင်တော့442ဆိုတဲ့ပုံစံမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဆိုတော့ကစားသမားတွေအနေနဲ့ကလည်းပြီးခဲ့တဲ့ပွဲစဉ်မှာတော့သူတို့ရဲ့အကောင်းဆုံးသောလောက်အားနှုံးနေတဲ့အတူပေါ့နော်။မှားလို့မရတဲ့အနေအထားမှာတကယ်ကို focus လုပ်ပြီးတော့နားလည်မှုတွေပို့ပြီးတော့ကောင်းလာပြီးတော့နိုင်ပွဲတစ်ပွဲပေါ်ဆောင်ခဲ့တယ်။ဆိုတော့အဲ့ဒီက ပွဲစဉ်ကယုံကြည်မှုတွေကိုပရီးမီးယားလိပွဲစဉ်မှာလည်းပြန်လည်တည်ဆောင်ပြီးတော့လီဗာပူးအသင်းအနေနဲ့နိုင်ပွဲထပ်မံရရှိသွားမယ်လို့ကျွန်တော်ထင်ပါတယ်။လောကကိုကျွန်တော်ရှေ့ရပြောလို့တည်ကြလို့မရတဲ့ပွဲစဉ်တစ်ပွဲမှာကျွန်တော်လီဗာပူးအသင်းအနေနဲ့ဒါ community stadium မှာခက်ခက်ခဲခဲနဲ့ပဲကစားပြီးတော့ ဒါနိုင်မောရရှိသွားမယ်လို့တော့ကျွန်တော်ထင်ပါတယ်ဒီပွဲစဉ်ကကလင်းရှိရမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ယုံကြည်မှုကောင်းလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဘာဖြစ်လို့ဆိုတော့ပွဲစဉ်တိုင်းမှာဂိုးတွေပေးနေရတဲ့အနေအထားကိုလည်းကျွန်တော်တို့ဒါရပ်တန့်ပစ်ဖို့တော့လိုနေပါပြီဆိုတော့ဘယ်လိုပဲဖြစ်ပါဒီပွဲစဉ်မှာကျွန်တော်တို့လီဗာပူးအသင်းတို့ရင်ခုန်မှုကောင်းတဲ့ပရီးမီးယားလိပွဲစဉ်တစ်ပွဲရှုံးဝဲဆက်မှုကိုဒါရပ်တန့်ပြီးတော့ရမှတ်သုံးမှတ်ရယူမယ်ပွဲစဉ်တစ်ပွဲလို့ကျွန်တော်ထင်ပါတယ်ကိုရလအနေနဲ့ကတော့ကျွန်စိတ်ထင်ဒီပွဲစဉ်မှာလေဗာပူးအသင်းအနေနဲ့ဒါ2-0ဆိုတဲ့ရလမျိုးလောင်းနဲ့အနိုင်ရရှိသွားမဲ့ပွဲစဉ်လို့တော့ကျွန်တော်ထင်တယ် အဒီပွဲစဉ်ကိုတော့တနင်္ဂနွေနေ့မနက်တနားရီပွဲမှာအားလုံးပဲစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်အမြင်လေးတွေ comment box မှာဝင်ပြပေးသွားကြကြပါဦးကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ